ကာလလို့ပြောတဲ့အခါမှာကျမတို့ကချင်ဒေတာမှာတော့14နှစ်ဖြစ်တယ်ပေါ့တို့တော်လည်းပဲအခြားဒေတာတွေမှာကတော့ဒီ6နှစ်ပေါ့နော်ဖြစ်လာပြီပေါ့အဲ့တော့ဒီကာလအတွင်းမှာကျမတို့အရင်နှုန်းကအချိန်နေနဲ့အခုချိန်နေနဲ့ရှင်တွဲမယ်ဆိုလို့ရှိရင်ကောင်းတာကတော့အင်မတန်နေသွားပါတယ်ဆိုးရတာကအင်မတန်များလာပါတယ်ပထမဦးဆုံးပြောမယ်ဆိုလို့ရှိရင်ကျမတို့ generation တစ်ခု10နှစ်ဆိုတဲ့ကာလအခုဆို14နှစ်ဖြစ်သွားတဲ့အခါဒီကလေးတစ်ယောက်ဟာ ဒီအဲ2011ခုနှစ်မှာအသက်9နှစ်ဆိုလို့ရှိရင်ဒီနေ့အချိန်မှာဘွဲရရမှာဖြစ်တယ်။ဒါပေမဲ့အခုချိန်မှာအဲ့ဒီကလေးတွေဟာဘွဲရတဲ့ကလေးတွေကတော်တော်ကိုရှားပါသွားပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီ IDB ကမှာအခုအထူးသဖြင့်စစ်ဘေးဒါနဲ့ direct ထိတွေ့တဲ့နေရာတွေကကလေးတွေဆိုလို့ရှိရင် ကြောင်းမတက်ဖြစ်တာပြီးလို့ရှင်ကြောင်းတက်လို့ရှင်လည်းအရေးသွေးပြည့်မီတဲ့စာတင်ကြောင်းတွေမှာတက်ခွင့်ရတာအရေးသွေးပြည့်မီစွာတင်ကြားခွင့်ရတာတွေကအင်မတန်နည်းတဲ့အပြင်စာအမိသားစုရဲ့ဇမ္မာရေးပညာရေးစီးပွားရေးအစရစအရာရာအားလုံးပြိုယူရင်းသွားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကလေးတွေဟာဒီနေ့မှာတကယ်တမ်းပွဲရသလားဆိုရင်လည်းမရကြပါဘူး ပြီးလို့ရှိရင်တော့ဒီဘွဲရတဲ့ကလေးတွေပေါ့အခုအထူးသဖြင့်မြို့ပေါ်က ITB camp နေမှာရောက်ရှိသွားတဲ့ចောင်းသူចောင်းသားတချို့ကလေးတချို့ကတော့ဘွဲရသွားပါတယ်သို့တော်လည်းပဲသူတို့တွေဟာတင် जा တင်ယူထားတဲ့ပညာတွေနဲ့အသက်မွေးဝမ်းကြောင်းပြုတ်နိုင်ကြလားဆိုမပြုတ်နိုင်ကြပါဘူး ဘာဖြစ်လို့လဲဆိုရင်ကချင်ဒေတာတစ်လျှောက်လုံးအထူးသဖြင့်ဒီကချင်ဒေတာနဲ့ရှမ်းမြောက်ဒေတာဒါဟာစစ်ပွဲဆက်ကဲကို14နှစ်ပြည့်သွားတဲ့နေရာတွေဖြစ်တယ်။အဲ့ဒီနေရာမှာစီးပွားရေးအလုပ်အကင်တွေအားလုံးကပြည့်ဝင်းသွားပါတယ်။အဲ့တော့အတမရိုးကြအရင်တုန်းကလိုကုတန်းရံဝယ်ရေးစိုက်ပျိုးရေးတောင်းရခုတ်တဲ့လုပ်ငန်းတွေအကုန်လုံးဟာပြည့်ဝင်းသွားပါတယ်။စီးပွားရေးလုပ်ငန်းပြည့်ဝင်းသွားတဲ့နေရာမှာဘာအစားထိုးလာတယ်လဲဆိုတော့ဒီ14နှစ်ကာလအတွင်းမှာတောတောင်တဘာဝတယံဇာတာတွေကိုပဲမိခိုပြီးတော့မှလုတ်ကင်စားတော့ရတာဖြစ်တယ်။ ပြီးလို့ရှိရင်တော့ဒီအဲတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာလည်းတရားစာတကိုပဲမြှို့ပြီးတော့မှအရင်အနည်းပြုလို့ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီ14နှစ်ကိုလွန်ခဲ့တဲ့14နှစ်နဲ့အခုချိန်နဲ့ရှင်လိုက်လို့ရှိရင်လုံးဝကို before and after မမတ်မိနိုင်စရာမယုံနိုင်စရာကိုပြောင်းလဲသွားတာဖြစ်တယ်အထူးသဖြင့်ကျမတို့နေဆက်တလျှောက်မှဆိုရင်အရင်တုန်းကဆိုတစ်တော့တယ်အရန်ထူတယ်ဒီတော့ပိတ်နေတယ်မှောင်မင်းနေတဲ့နေရာတွေအဲ့ဒါတွေဆိုလို့ရှိရင်အခုကဟင်းလင်းပြင်းနေဖြစ်သွားပါတယ် ဥပမာကြည့်မယ်ဆိုလို့ရှင်ကျမတို့ပန်းဝါဒီတာပြီးလို့ရှင်တော့ဒီကျမတို့ Gauri Group လို့ပြောတဲ့ဒီ Brand ခုတုံဒီအာနေစားတလျှောက်ဒေတာတွေမှာဆိုရင်ဒီ React တွေတူးလို့အဲဒီမြေရှားတတ်တူတွေတူးလို့ပြီးလို့ရှင်မြစ်ချောင်းတလျှောက်ဒီရေးရှိတဲ့နေရာချောင်းရိုးတလျှောက်တွေဆိုရင်ရွှေတွင်းနဲ့ဖြစ်သွားတဲ့အတဲအကြောင်းမို့လို့တကယ့်ကို healing ပြင်နေဖြစ်သွားပါတယ်တစ်ခုတ်တဲ့နေရာကတော့မရှိတဲ့လောက်ဖြစ်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ကလည်းတစ်ခုတ်သွားတဲ့အတွက်ကြောင့်မို့လို့တစ်တော့ကတော့ပြန်ပြီးခုတ်ဆရာကိုမကြံတော့ဘူးတို့တော်လည်းပဲရွှေကြောက် ဒီမြေရှားတတ်တူဒီ area ကိုတူးဖော်တဲ့အတွက်ကြောင့်မို့လို့သဘာဝတယံဇာတာတွေကဟင်းလင်းမြင်ကိုဖြစ်သွားပါလေအဲ့တော့အကယ်၍များကျမတို့လွန်ခဲ့တဲ့ဆက်တနည်းရဲ့ဒီ satellite ပုံရိပ်နဲ့အခု16နှစ်ရဲ့ satellite ပုံရိပ်နဲ့အခုချိန်မှာရှင်းလို့ကြည့်မယ်ဆိုလို့ရှင်တောတောင်တဘာဝအားလုံးပြည့်စည်သွားပါမယ်တောတောင်တဘာဝအားလုံးပြည့်စည်သွားတယ်စိုက်ပျိုးရေးကန္တာအတွက်ပြည့်စည်သွားတယ်အရင်တော့ကတစ်တော်တွေဒီအာ site king တွေပြီးလို့ရှင်တော့ဒီလိမ္မောချမ်းလိုမျိုးတစ်တီးချမ်းတွေပြီးတော့ ဒီအာလေယာတွေဟာမပြောချင်နေဖြစ်သွားတာတွေအများကြီးဖြစ်တယ်။ဒါကဘာကိုဖော်ပြတယ်လဲဆိုရင်အဲ့ဒီနေရာလူတွေကိုပါ up root ပေါ့နော်ဒီလူတွေကိုပါမောင်းထုတ်လိုက်တာနဲ့အတူတူပဲဖြစ်တယ်။အဲ့တော့အဲ့ဒီ data တွေမှာအရင်တုန်းကလူနေထူထပ်တဲ့နေရာတွေလူရှိတဲ့ကြေးရွာတွေဟာအခုချိန်မှာဆိုရင်မရှိတော့တဲ့လောက်ကိုဖြစ်ပါတယ်။အဲ့တော့အခု2021ဒီအာနာတင်းပြီးတဲ့အခါမှာကျမတို့ကချင်ဒေတာမှာတိုက်ပွဲကပုံမှုပြင်းထန်သွားပါတယ်။ ဘလောက်ထိပြင်းထန်တယ်လဲဆိုလို့ရှိရင်တော့ဒီကြေးရွာတွေအကုန်လုံးပျက်စီးသွားတယ်မြို့တွေပါပျက်စီးသွားတဲ့အခြေအနေမျိုးကိုရောက်လာတာဖြစ်တယ်အဲ့တော့ကျမတို့မြို့ကြီးတွေလို့ပြောလို့ရှိရင်ဗမော်ခရိုင်ကမြို့တွေအားလုံးနီးပါးပျက်စီးသွားတာဖြစ်တယ်ရွှေကူတမြို့ပဲကျန်တော့တယ်ပြင်ကျေးလက်ကြေးရွာတွေအကုန်လုံးကလည်းပျက်စီးနေပြီဖြစ်တယ်အဲ့တော့အဲ့ဒီဒေတာကမြို့ပေါ်ကလူတွေပါအကုန်လုံးဒီနေ့ဆိုရင် IDP လို့ဖြစ်သွားတယ် IDP ဖြစ်သွားတဲ့အခါမှာတနိုင်ငံလုံးကိုပြန်ကျဲသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စီမံငွေကရှိနေတဲ့ဒီညာနာလုတ်သားတွေလို့ပြောတဲ့ဒီအဲကျောင်းဆရာလိုမျိုးဆရာဝန်လိုမျိုးအဲပြီးလို့ရှိရင်တော့ engineer လိုမျိုးပြည်သူလူထုအားကိုရတဲ့ဝန်ဆောင်မှုလုပ်ငန်းကိုပေးနေတဲ့ခန္ဓာတွေကလည်းပျောက်ဆုံးသွားတာဖြစ်တယ်။ဒါကအစအစအရာရာကိုကျမတို့ဟိုတစ်ခေါက်မှမထင်မှတ်ထားတဲ့အခြေအနေရောက်အောင်ကိုကျမတို့ထိုးဆိုင်ဆင်သွားတာဖြစ်တယ်ပေါ့။ နောက်တစ်ခုကတော့ဒီအရက်သားတွေကို target ထားပြီးတော့မှတိုက်ခိုက်တာမျိုးပေါ့နော်အထူးသဖြင့်စစ်ကောင်စီအနေနဲ့ဒီအရက်သားတွေကိုတမင်အရက်သားရဲ့နေရာတွေမှာတမင်တက်တက်ဒီလေရင်နဲ့ဘုံကျဲချတာမျိုးပြီးလို့ရှင်တော့လက်နဲ့ကြီးနဲ့ပြစ်ထည့်တာမျိုးချေးရွာတွေကိုတမင်တိတိကြီးနဲ့မီးရှို့ဖျက်ဆီးတာမျိုးပြီးလို့ရှင်ရွာသူရွာသားများအရက်သားများစားသုံးဖို့အတွက်စားနပ်ရိတ်ခါတွေကိုဖျက်ဆီးတာမျိုးပြီးလို့ရှင်တော့ စာနာရိတ်ခါကိုဒီထုတ်လုပ်တဲ့ကြေးရွာလိုမျိုးပြီးလို့ရှိရင်စပကြီလိုဟာမျိုးတွေကိုရည်ရွယ်ချက်ရှိရှိဖြည့်ဆည်းတာမျိုးအဲ့ဒါတွေဟာအင်မတန်မှဒီအာရာဇဝမှုဖြစ်ပါတယ် အဲ့တော့ဒီယာမျိုးလောက်ရက်တွေရှိနေတဲ့ွေကျမတို့ပြည်သူလူထုတွေကပို့ပြီးခံရရမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံကဒီတော်လာရေးမပြည့်မချင်းတိုက်ပွဲဖြစ်မှာသိရှိပါတယ်ဒါနားလေသဘောပေါက်ပါတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးအချိန်တွေမှာတိုက်ပွဲမှာပါဝင်မှုမရှိတဲ့အယက်သားတွေရဲ့လုံခြုံရေးကိုနှစ်ဖက်စလုံးကမီတူမဆိုအကုန်လုံးကယူဆိုင်ဆောင်းရှောက်ပေးဖို့အတွက်ကျမတို့အနေနဲ့တောင်းဆိုချင်ပါတယ် တစ်ဖက်ကကြည့်ရင်လည်းကောင်းတာပြန်ရှိလာတယ်လို့ပြောလို့ရတယ်။ဆိုးအောင်နေရာတော်တော်များလာတဲ့အခါမှာဒီဆိုးအောင်လို့ပြောတဲ့ဒီအဲတချင်းအဲလူမြောက်ရေးလူလိုက်ရေးတမတော်ကနေပြီးတော့မှထိမ့်ချုပ်သွားနိုင်တဲ့နေရာဒီနေရာတွေမှာဆိုလို့ရှိရင်ကြေးရွာတော်တော်များများကိုခု IDP တွေကပြန်ပြီးနေထိုင်လို့ရလာတာရှိပါတယ်။အခုဒီနှစ်ကနေစပြီးတော့မှမိမိတို့ရဲ့ data ကိုပြန်ဖို့စ조사နေတယ်။တချို့ကလည်းရောက်နေပြီ။အဲအဲ့လိုမျိုးနေရာမှာပြန်လဲထူထောင်ဖို့အတွက်စ조사တဲ့ စ조사လို့ရတဲ့အခြေအနေတွေလည်းရောက်လာတာဖြစ်ပါတယ်။ပြီးလို့ရှိရင်တစ်ဖက်တစ်လမ်းကနေပြီးတော့မှကျွန်တော်တို့နိုင်ငံရေးအရာပိတ်နေတဲ့အတွေးခေါ်တွေဟာအခုချိန်မှာတစ်ခေါက်ပြန်ပြီးပွင့်လာပြီးတော့မှကိုအားကိုကိုရမယ်ပြီးအစိုးရကိုထိန်းចောင်းရမယ်ဆိုတော့အဲစိတ်ဓာတ်မျိုးတွေလည်းထွက်ပေါ်လာတာတွေအများကြီးမြင်ရတယ်။အဲပြီးလို့ရှိရင်တော့လွတ်လပ်မှဖြစ်မယ်ဆိုတဲ့အရာကိုလည်းကျမတို့တော်တော်လေးအာမြင်ရတဲ့အတွက်ကြောင့်မလို့အားတက်စရာလည်းရှိပါတယ်။ဒါတွေကတော့လွန်ခဲ့တဲ့14နှစ်နဲ့မတူတဲ့အချက်တွေပေါ့နော်။ အခုအချိန်မှာတော့ဒီဘလို့ဥဆောင်တယ်လဲဆိုတဲ့အချိန်မှာပေါ့နော်ကျမကတော့အခုလောလောဆယ်ကတော့ပါလဲဆိုလို့ရှိရင်တော့ဒါ အာတော်လိုင်းကြီးအောင်မြင်မှပဲအဆင်ပြေမယ်ဆိုတဲ့ဘက်ကိုရောက်လာတာဖြစ်တယ်။အဲ့တော့ကျမရဲ့အာယုံတော်တော်များများနဲ့လုပ်ငန်းဆောင်ရွက်မှုတော်တော်များများကစစ်ဆောင်ပြည်သူတွေကိုကူညီတယ်ဆိုတာဖြတ်တော်လိုင်းကြီးတစ်ဖက်တစ်လမ်းကနေကြီးတော်မှအောင်မြင်အောင်ကူညီပေးတယ်ဆိုတဲ့ခံတမျိုးကိုပို့ရောက်လာပါတယ်။အဲ့တော့ CDM နေဥဆောင်တဲ့လုပ်ငန်းနေပြီးအဲဒီ NUG ဥဆောင်တဲ့လုပ်ငန်းနေထဲမှာတစ်ဖက်တစ်လမ်းကနေပြီးတော့မှ CDM နေလုပ်ဆောင်နေတဲ့လုပ်ငန်းတွေကိုပါဝင်ပံ့ပိုးကူညီတာမျိုးပြီးလို့ရှိရင်ဒေတာတွင်းမှာလိုအပ်တဲ့ fill the gap ပေါ့တခြားအဖွဲ့အစည်းတွေ NGO တွေပြီးလို့ရှိရင်တော့ ် NUG လည်းမလုံနိုင်ဆိုတဲ့ခန္ဓာမျိုးတွေမှာကျမအနေနဲ့ဖြည့်ပြီးမှ fill the gap ဆိုတဲ့လုပ်ငန်းမျိုးကိုပို့ပြီးလှုပ်ဆောင်ပေးပါတယ်။ပြီးလို့ရှိရင်တော့လိုအပ်တဲ့နေရာနဲ့အဲဒီလူဒန်းချင်တဲ့နေရာပေါ့ resource ရှိတဲ့နေရာနဲ့လိုအပ်နေတဲ့နေရာကြားမှာချိတ်ဆက်ပေးတာမျိုးကိုပို့ပြီးလှုပ်ဆောင်ပါတယ်။အဲ့တော့ဆစ်ဆောင်ပြည်သူတွေကို direct ကူညီတယ်ဆိုတာထက်သူတို့တွေကိုကူညီတာဟာလည်းတစ်ဖက်တစ်လမ်းကနေပြီးဒေါ်လာရင်းကိုပံ့ပိုးတယ်ဆိုတော့စိတ်ဓာတ်မျိုးနဲ့ပြည်မျိုးဒေါ်လာရင်းကိုပံ့ပိုးတဲ့အနေနဲ့ဆောင်ရွက်တာမျိုးပဲရှိပါတော့တယ်ရှင်။ အဲ့တော့ပြီးတော့တော်လန်ရင်ကို direct အဲအထောက်ကိုပြုမဲ့ကန္တမျိုးကိုကူညီပါတယ်အခုဒီ16နှစ်ဆိုတဲ့ကာလအတွင်းမှာဒီခန်းစားရတဲ့ဒီအဲပြီးတူလူထုအများကြီးရှိပါတယ်အဲ့တော့အဲ့ထဲမှာမှဒီစစ်ချောင်လို့ပြောလို့ရှိရင်တော့အရင်လွန်ခဲ့တဲ့16နှစ်ကတည်းကစစ်ချောင်တဲ့လူတွေနဲ့အခုလွန်ခဲ့တဲ့6နှစ် ဒါတင်မကပဲနဲ့ဒီလောလောလတ်လတ်မနစ်တနစ်ကနေပြီးတော့မှဒီတိုက်ပွဲအကြီးကျယ်ဖြစ်ပွားတဲ့နေရာဥမာဆိုရင်ကျမနေနေတဲ့နေရာဆိုရင်တော့ဗမော်နဲ့အနီးဆုံးပေါ့ဗမော်ခရိုင်ကမိုးမောက်မန်စီဗမော်မြို့သူမြို့သားများလို့ဆစ်ဆောင်နေသူတွေအများကြီးရှိပါတယ်အဲ့တော့ဒီ senior IDP လို့ပြောချင်တဲ့လွန်ခဲ့တဲ့7တနစ်ကလူတွေဆိုရင်အခုချိန်မှာဆိုလို့ရှိရင်အခြေအနေတစ်ခုမှရောက်အောင်သူတို့နေသားကြနေပြီဖြစ်တယ်ပြင်းမိမိတို့မူရင်းဒေတာကိုပြန်သွားလို့ရတဲ့သူတွေလည်းရှိနေပြီပြင်းတော့သားသမီးတွေအနေနဲ့လည်းအခြေအနေတစ်ခုကိုနားလေ ယ်ပြီးတော့မှအဲ့ဒီနေရာမှာယက်တီနိုင်တဲ့အဒီအနေထားမျိုးပေါ့အော်ပြည့်စုံတယ်လို့မဆိုလို့ဘူးတို့တော်လည်းပဲနေသားကြနေတဲ့အခြေအနေမျိုးနဲ့အဲဘလူးကျင်လည်းရမလဲဆိုတဲ့အခြေအနေမျိုးကိုတို့ရောက်ရှိနေပြီဖြစ်တယ်အဲ့တော့တို့တွေအနေနဲ့ဒီ junior IDP လို့ပြောတဲ့အခုမနစ်တနေ့ကမနစ်တနေ့ကမှ IDP ဖြစ်လာတဲ့သူတွေကိုပံ့ပိုးကူညီလက်တွဲခေါ်တာမျိုးကိုလည်းလုပ်စေချင်တယ်ဒါက P2 ကနေ P2 ချင်းချင်းကူညီမှရမှာဖြစ်ပါတယ် ဘာကြောင့်လို့လဲဆိုရင်တစ်ဖက်ကနေ NGO တွေအရပတ်အဖွဲ့အစည်းတွေရဲ့လှုပ်ဆောင်နိုင်စွမ်းကအင်မတန်နည်းပါတယ်သူတို့ရဲ့ရန်ပုံငွေတွေအကုန်လုံးဟာတော်တော်များများဟာရပ်ဆိုင်းသွားပြီဖြစ်တယ်ပြီးလို့ရှိရင်အခုချိန်ဒီမှာဝင်နေတဲ့ရန်ပုံငွေတွေကလည်းဒီစစ်ကောင်စီကနေတဆင့်ပဲရရှိဖို့အတွက်ပုံများတာဖြစ်တဲ့အတွက်ကြောင့်မလို့နေဆက်ဒေတာကနေပြီးတော့မှအဲလက်ခံရရှိဖို့ဆိုတာအင်မတန်နည်းပါတယ်ပြီးဆုံးရှင်နောက်တစ်ခုကတော့ဒီရောက်လာတဲ့အဲနည်းနည်းပပသောဒီရံပုံငွေတွေဆိုတာလေအကန့်အသတ်အများကြီးရှိပါတယ် ှာဆိုလို့ရှင်တော့တချို့ရံပုံဝင်ကအမျိုးသမီးကိုပဲပေးရမယ်လို့ပြောပါတယ်အဲ့တော့ကိုယ့်ရဲ့မျက်စိရှေ့မှာအမျိုးသားတစ်ယောက်ဒဏ်ရာရပြီးတော့မှဒီအမျိုးသားတစ်ယောက်တေးကောင်ပေါင်းလဲဖြစ်နိုင်ရင်ဖြစ်နေရင်တောင်မှဒီအခုနအမျိုးသမီးအတွက်ဆိုတဲ့ရံပုံဝင်ကိုထောက်ယူသုံးစွဲလို့မရပြန်ဘူးအဲ့တော့အဲ့ဒီနေရာမှာအခက်အခဲရှိပါတယ် အဲ့တော့တခါတလေကြလို့ရှိရင်တော့ဒီ IDB ချင်းချင်းတူတူအယက်သားချင်းချင်းတူတူတချို့ဆိုလို့ရှိရင်တော့ accident ကြောင့်တော့လကောင်းဒါမှမဟုတ်ဆစ်ဆောင်ရင်းတော့လကောင်းထိခိုက်ဒဏ်ရာရသွားတာတွေအခြေအနေတစ်ခုမှာအခုကယ်ရမဲ့ကုရမဲ့တွေဖြစ်နေပါတယ်တို့တော့လည်းပဲတခါတလေရတဲ့ရံပုံငွေကမိုင်းကြောင့်ထိခိုက်တဲ့ဟာလက်နဲ့ကြောင့်ထိခိုက်တဲ့သူတွေကိုပဲပြီးခွင့်ရှိတယ်လို့ပြောတဲ့အခါမှာအခုနလိုတေကောင်ပေါင်းလဲတယောက်ကိုကူညီဖို့အတွက်အင်မရာအခက်ခဲရှိပါတယ် အဲပြီးလို့ရှိရင်တော့တခါတလေကြလို့ရှိရင်တော့ကျမတို့ psycho social support အများကြီးလိုပါတယ်တချို့တွေဟာ suicidal mode တွေဖြစ်ပါတယ်အဲ့တော့အတိတ်ကိုကိုကိုတေချောင်းတံပိုးစူးစမ်းနေတဲ့သူတွေရှိလာတယ်အဲပြီးလို့ရှိရင်လည်းရှိလက်ရှိနေတယ်ဒါပေမဲ့အဲ့ဒီလိုလူမျိုးတွေကိုစိတ်တက်ခွန်အားအနေနဲ့ပဲပေးလို့မရဘူး psycho psycho social support နဲ့လို့ပြောတဲ့အခါမှာတကယ်လည်းပဲ psycho တင်မက social ပါလိုအပ်ပါတယ် ဲ့အခြေအနေမျိုးမှာသူ့အတွက်အခက်အခဲတစ်ခုကိုကြော်လွားနိုင်ဖို့တခါတလေပံ့ပိုးမှုအနည်းအကျဉ်းလိုအပ်ပါတယ်။ဒါပေမဲ့အဲ့ဒါမျိုးတွေကိုပံ့ပိုးဖို့အတွက်လည်းပဲမရှိပါဘူး။နောက်တစ်ခုကတော့ဒီစိတ်တမာကြီးအတွက်လိုအပ်တဲ့အရာတွေကိုပံ့ပိုးပေးတဲ့အဖွဲ့အစည်းကအင်ပလန်ရှားပါတယ်။မရှိပါဘူး။ပြီးလို့ရှိရင်တော့စိတ်တမာကြီးအတွက်ဆောင်းရှောက်နိုင်တဲ့ဒီအဲအရင်မြစ်တွေပေါ့လူသားအရင်မြစ်လို့ပြောတဲ့ psychiatric တွေလည်းမရှိဘူးပေါ့ ြင့်တော့ကောင်ဆလာကောင်းကောင်းနဲ့ကျမတို့ဒေသမှာမရှိပါဘူးအဲ့တော့ online ကနေပေးတယ်ဆိုရင်တောင်မှကျမတို့ online သုံးလို့ရနိုင်တဲ့အခြေအနေမျိုးရှိမှအဆင်ပြေမှာဖြစ်တယ်အဲ့လိုမျိုးအခြေအနေမျိုးမှာကျမတို့ရံပုံငွေတွေအများကြီးလိုအပ်ပါတယ်လူအရင်မြစ်လဲလိုအပ်တယ်ငွေအရင်မြစ်လဲလိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်စေးဝါးတွေဟာလွန်ခဲ့တဲ့ ်3 5 4 5နှစ်နဲ့စာရဲ့အခုချိန်မှာဒီစာငါစာစည်းတက်သွားပါတယ်။တရင်ပို့ဆောင်မှုလမ်းကြောင်းကြောင်းမှုလည်းပူစည်းတက်ပါတယ်။မောင်ခိုဝယ်ရတယ်ဒါတင်မကပဲနဲ့အဲ့ဒါကိုစစ်ကောင်စီမသိအောင်တည်ရတယ်။အဲ့လိုမျိုးတည်ဆောင်လာတဲ့လမ်းတစ်လျှောက်လုံးမှာငွေကုန်ကြေးကျအင်တာများတဲ့အခါမှာဒီဒေတာကိုရောက်ဖို့ဆိုရင်တန်ခက်ပါတယ်။တို့တော့လေပဲတကယ်တမ်းရှိတဲ့ရန်ပုံငွေရှိရင်တော့အဲ့ဒါမျိုးအတွက်သုံးဆွဲခွင့်မရဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီပီတူလူထုစီဒါရိုက်ရောက်မဲ့ညီးနဲ့ရန်ပုံငွေတွေကိုပန့်ပိုးစေချင်တယ် ်အခုကျမတို့အများဆုံးသုံးဆွဲနေတာပြည်သူကနေပြည်သူလှမ်းပြီးလူလူတန်းနဲ့ငွေတွေကိုပဲကျမတို့သုံးဆွဲလို့ရနေတာဖြစ်တယ်အဲ့တော့ institutional fund လို့ပြောတဲ့ NUG ကနေဝင်တဲ့တဆင့်ရံပုံငွေတွေလည်းအဲ့ဒါမျိုး flexible funding မျိုးတွေကိုအများကြီးရှိစေချင်တယ်ဒါမှပဲကျမတို့ data မှာအမှန်တကယ်လက်တွေ့အနေနဲ့အဲ ကူညီနိုင်မှာဖြစ်ပါတယ် NGO တွေ CSO တွေစီကနေရတဲ့ရန်ပုံငွေတွေလည်းအများကြီးကျမတို့အဲ့ဒါမျိုး flexible funding တွေကိုပို့ပြီးချပေးဖို့အတွက်လိုအပ်တယ်နောက်တစ်ခုကတော့ဒီ major donor တွေဖြစ်တဲ့ဒီအာ government donor တွေပေါ့နော်သူတို့တွေအနေနဲ့ကျမတို့ဒီစက္ကစပေါ့စစ်ကောင်စီကနေတစ်ဆင့်ပေးမဲ့အစား NUG ကိုအစိုးရတရားအနေနဲ့အတိအမှတ်ပြုပြီးတော့မှ NUG ကနေတစ်ဆင့် းပို့ပေးတာမျိုးပြီးလို့ရှိရင်တော့အရက်ပက်အဖွဲ့အစည်းတွေစီကနေပြီးတော့မှ direct ပို့ပေးတာမျိုးဥပမာဆိုရင်တော့ Sip the Children လို့ NGO အကြီးတွေကနေပြီးတော့မှဒီအရက်ပက်အဖွဲ့အစည်းတွေပြီးတော့ဒေတာအတွင်းမှာရှိတဲ့ CSO တွေပေါ့နော်သူတို့စီကို direct ပို့ပေးတာမျိုးအဲ့ဒါမျိုးဆိုရင်တော့ပို့အဆင်ပြေတယ်ဒါတင်မကပဲနဲ့နေဆက်ကနေပြီးတော့မှတစ်စစ်ဒီ ERO တွေထိမ့်ထုတ်တဲ့နေရာကအခွင့်အရေးတွေစီကိုပံ့ပိုးပေးရင်လည်းအဆင်ပြေပါတယ်။ဒါတွေဆိုလို့ရှိရင်တော့ကျမတို့တော်တော်လေးကိုအဆင်ပြေမှာပါ။ ဒီမရှိရှိတဲ့ရံပုံငွေရှားပါတဲ့ရံပုံငွေအကန့်အသတ်ရှိတဲ့ရံပုံငွေကိုစနစ်တကျအဲ့လိုသုံးဆွဲဖို့အတွက်အများကြီးလိုအပ်ပါတယ်။နောက်တစ်ခုကတော့လုံခြုံရေးပေါ့နော်။လုံခြုံရေးအတွက်ဆိုလို့ရှိရင်လည်းအင်မတားမှကျမတို့အဲတခါတလေကြလို့ရှိရင်အခက်ခဲကြုံရတယ်။ဒါကြောင့်မို့လို့ဒီလုံခြုံရေးအတွက်လည်းပဲအကုန်လုံးရဲ့လုံခြုံရေးကိုအာ ထဲ့တွင်းစဉ်းစားပြီးတော့မှတူတူတိတ်တိတ်နဲ့အလုံးလုံးစီချင်တယ်ပေါ့ဒါဆိုလို့ရှိရင်နန်းတစ်လျှောက်လုံးမှရှိတဲ့ဒီအဲပံ့ပိုးမှုတစ်လျှောက်လုံးမှရှိတဲ့မိတုကိုမှထိခိုက်မှုမရှိရင်တော့ပို့ဆင်ပြတာဖြစ်ပါတယ်ပေါ့နော်အရေးကြီးဆုံးတစ်ခုကလို့ပြောလို့ရှိရင်တော့ကျမတို့ဒီအခုဆိုးအောင်နေနေတွေမှာလကောင်းပြီးလို့ရှိရင်တော့ဟိုဘက်ဒီဘက်ကြားမှာတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာတရားဥပဒေစိုးမိုးမှုတွေကအင်မတန်မှအာ ခက်ခဲရှိနေတယ်ပေါ့နော်ဥမာတခုခုဖြစ်သွားရင်ဘယ်ကိုသွားတိုင်ကြားရမလဲတခါတလေကြာရင်မိမိတို့အာကိုတကြီးနဲ့တိုင်ကြားရမယ့်သူတွေဟာအစိုးရလိုကိုကိုကိုတတ်မှတ်ထားတဲ့အဖွဲ့တွေဟာတကယ်တမ်းကျွလွန်သူဖြစ်သွားတယ်ဆိုလို့ရှိရင်ကျမတို့အတွက်ပိုပြီးတော့မှအဟန်တာဖြစ်တယ်ပေါ့အဲတော့ ER ကိုထိန်းချုပ်တဲ့နေရာမှာတော့၎င်းတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာတော့၎င်းအမျိုးသမီးနဲ့ကလေးငယ်ရဲ့လုံခြုံရေးတွေကအင်မတန်ရေးကြည့်တယ်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့မိမိတို့ရဲ့ ဒီနေရာတိုင်းမှာကိုယ့်ရဲ့အဖွဲ့အစည်းကနေပြီးတော့မှတတ်မှတ်ထားတဲ့ code of conduct တွေပေါ့နော်အဲ့ဒါတွေကိုကောင်းကောင်းမွန်မွန်အတီးတီးကြကြလိုက်နာဆေးချင်တယ်ပေါ့ me too မဆိုပေါ့နော်အဲ့ဒီညမှာဒီ NUG ရဲ့အတွင်းမှာတော့၎င်း ER ဒီ ER တွေရဲ့အတွင်းမှာတော့၎င်းပါရှိတဲ့အာအရာရှိအရာခအကြက်တတအားလုံးပြီးရင်အုတ်ချုပ်ရေးပိုင်းကတူတွေအကုန်လုံးကိုလည်းကျမတို့မျိုးဖြစ်စေချင်တယ်ပေါ့တခါကတော့ဒီတယန်ဇာတာနဲ့ပတ်သက်ပြီးတော့မှလည်းကျမတို့ဒီအာထင်းကျင့်သုံးရမယ့်စီမင်းစည်းကမ်းတွေကိုလိုက်နာစေချင်တယ် မတူရဘူးလို့မပြောဘူးတူကြပါသို့တော်လည်းပဲတူပြီးသွားလို့ရှိရင်အဲ့ဒီဒေတာမှာရှိနေတဲ့ပြည်သူလူထုကိုထိခိုက်နေတာမှမရှိအောင်ပြီးလို့ရှိရင်တော့တယံဇာတအရင်မြစ်တွေပြည်သူလူထုသုံးဆွဲသုံးဆွဲတဲ့ဒီဥမာဆိုရေတို့မြချောင်းတို့ဟာလိုမျိုးပြည်တော့လေယာရီအဲ့ဒါတွေမပြည့်စုံအောင်လည်းကာကွယ်ဆောင်ရှောက်ပေးဖို့ကိုလည်းကျမတို့အနေနဲ့တောင်းဆိုချင်တယ်ပေါ့နော်အခုကတော့တနိုင်ကလုံးမှတူးကြမှာပဲအဲ့ဒါကိုလည်းသဘောပေါက်ပါတယ်ဒီတော်လာရေးကြီးမပြီးမချင်းလဲဒီဟာနဲ့ပဲအရင်နှီးလောက်ကြတာဆိုတော့တူးကြတော့မှာဖြစ်တယ်သို့တော်လည်းပဲ ဲဒီတယံစာတပြတ်တုံးသွားပြီဆိုလို့ရှိရင်တော့တောင်ရင်မြေပြတ်တုံးသွားပြီဆိုလို့ရှိရင်ကျမတို့အဲဒေါ်လာရေးကြီးပြီးဆုံးသွားရင်လည်းအဓိပ္ပာယ်ရှိတော့မှာမဟုတ်ဘူးအဲအဲ့ဒါကိုလည်းတတိချက်စစ်ချင်းတယ်ပေါ့အထူးသဖြင့်အဲ့လိုမျိုးပြတ်တုံးသွားပြီဆိုလို့ရှိရင်ပြမချိခိုင်နေတာသူဟာအမျိုးသမီးနဲ့ကလေးငယ်တွေပြန်ပြန်ဖြစ်ပါတယ် အထူးသဖြင့်နို့ဆုတ်ကလေးငယ်တွေပေါ့နော်အမေတွေမှာထိခိုက်တဲ့မြတ်အကုန်လုံးကမိခင်စီကနေတဆင့်ဒီဘာမှမသိတတ်သေးတဲ့ကလေးငယ်တွေစီရောက်သွားမယ်ပြီးလို့ရှင်တော့ဒီအဲ wondering ကအဲကလေးငယ်တွေပေါ့နော်မမွေးဖွားသေးတဲ့ကလေးငယ်တွေဟာအစကတည်းကအစိတ်တစ်နေတာတွေကျမတို့အများကြီးမြင်ရတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဓာတွေကိုလည်းကျမတို့အနေနဲ့အတတ်နိုင်ဆုံးစောင့်ရှောက်စီချင်တယ်ပေါ့တစ်ဖက်ကနေအဲနိုင်ငံအကျိုးအတွက်လုပ်တယ်လို့တစ်ဖက်ကနေကိုယ့်ရဲ့ပြည်သူလူထုကိုလည်းစောင့်ရှောက်ဖို့အတွက်တောင်းဆိုချင်ပါတယ် NGO တွေအနေနဲ့ CSO တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီပညာရေးအတွက်အခွင့်အလမ်းတွေကိုအများကြီးဖန်တီးစေချင်တယ်။အခုပညာရေးအူကျိုးသွားလို့ရှိရင်ဒီအရဲ့ဓာတ်ကိုကျမတို့နောင်ဆယ်နှစ်နှစ်20မှာကောင်းကောင်းခံရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ပညာရေးကတော့ခက်ဆက်ပြတ်သွားလို့မဖြစ်ဘူးပေါ့နော်။ အဲ့ဒါကိုကျမတို့သက်ဆိုင်ရာ institution တွေပေါ့နော်ဥပမာဆိုရင်အစိုးရလို့တာမတ်ထားကိုကိုကိုခံယူထားတဲ့အဖွဲ့အစည်းတွေနဲ့အတူတကွပြီးလို့ရှိရင်တော့ NUG အပါအဝင်ပေါ့နော်အားလုံးကတာဝန်ယူတာဝန်ခံပြီးတော့မှဒီကလေးငယ်တွေအတွက်ဆက်ပြီးတော့မှဆောင်ရှောက်စေချင်တယ်ပေါ့ကျေးဇူးတင်ပါတယ်